အားသာဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဂျွန်လ9ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ဒါကိုထုတ်ဖို့ဖို့ရှုမှကြည့်ရှုရတဲ့လူတွေအားလုံးရော TikTok မှာကြည့်ရတဲ့လူတွေရော Facebook မှာကြည့်ရတဲ့လူတွေအားလုံးပဲမင်္ဂလာပါခင်ဗျာ TikTok မှာဆိုလို့ရှိရင်တော့ကိုထုတ်အာဆင်တဲ့ show channel တစ်ခုပဲရှိပါတယ်ကြာနာတွေကတော့ account တွေဖြစ်ပါတယ် ကဲပထမဆုံးဒီပုတ်ကိုတော့ဘန်ဂျမင်ဆက်စကိုသတင်းနဲ့ပဲစလိုက်အောင်မနက်ခင်းမှာကျွန်တော်တင်သွားခဲ့တဲ့သတင်းကဒီစာချုပ်တက်တန်တိုးတဲ့ကိစ္စတွေအလွတ်နဲ့ထွက်ခွာတဲ့ကိစ္စတွေဝယ်ဖို့ရထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပဲအနှစ်ချုပ်နောက်ဆုံး9ရက်အတွင်းအခြေအနေကိုတင်ဆက်သွားတာအဲ့တော့ဆက်စကိုနဲ့ပတ်သက်ပြီးကျွန်တော်ညီကိုတွေတိတ်ပြီးမရှင်းပြလိုက်ရအောင်ပေါ့လေဒါပေမဲ့ဒီညနေသတင်းမှာတော့ဘန်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးနောက်ဆုံးရသတင်းထောက်၃ရောက်စီရအခြေအနေတွေကိုစူးစီးပြီးကျွန်တော်ဖော်ပြသွားမယ်ပထမသတင်းထောက်တစ်ယောက်ကတော့ PVC Romano ရိုမာနိုဟီဝီကိုလုတ်ပြီးဆိုလို့ရင်အဲ့ကစားသမားကလပ်တင်းတစ်ခုကျင်းတည်ရောက်ပြီးပြောလို့ရတယ်69ရာခိုင်နှုန်းထိမှန်ကန်တယ်အခုဒီကစားသမားနဲ့ပတ်သက်ပြီးရိုမာနိုရဲ့ဖော်ပြထားချက်အရဆိုရင်တော့နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေလုပ်နေတယ်လာမယ့်တပတ်တွင်းအခြေအနေထူးခြားနိုင်တယ်အာဆင်အသင်းတာဝန်ရှိသူတွေနဲ့တစ်ဖက်ကလစ်ဆက်အသင်းကြားထဲမှာဗောလေဒီကစားသမားအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဆိုပြီးဖော်ပြသွားတယ်အဲ့ဆိုတော့လက်ရှိအချိန်မှာအာဆင်နယ်နဲ့ ဒီဆက်စကိုကိစ္စကြီးဆွေးနွေးနေတာကလက်ရှိဥရောပမှာဆိုရင်အာဆင်နယ်တသိန်းနဲ့တရယဝင်ဆွေးနွေးနေတာအဲ့ဒီဆွေးနွေးမှုတွေကတဖြည်းဖြည်းနဲ့ခီးရောက်နေပြီးတော့ရိုမာနိုလိုမျိုးသတင်းထောက်တယောက်ကတော့ပေါ်ပြတယ်ဆိုတော့ဒီပြောင်းရွှေ့ကလာမဲ့တပတ်တွေသူပြောသလိုပဲထူးထူးခြားခြားနဲ့သတင်းကောင်းကြားနိုင်တဲ့အနေထားမှာရှိရပါလိမ့်ကျွန်တော်တို့အာဆင်နယ်အသင်းကလည်းသိရတဲ့အတိုင်းပဲကစားသမားတယောက်ရောက်ဖို့ဆိုအဲ့လိုမျိုးသတင်းအဆနာလေးတွေတောက်လျှောက်လိုက်ရတာ ျွန်တော်ဆိုတဲ့နေ့တိုင်းပေါ်ပြဒီဆက်စကူနဲ့ပတ်သက်ပြီးဆိုကျွန်တော်စီမှာဆိုတော်တော်များများနိုင်ရဝနေလောက်ပြီနေ့တိုင်းဒီပါကိုကျွန်တော်ရတဲ့တဲ့လေးကျွန်တော်ညီကိုစီတင်ဆက်ပေးတာဒါကတော့ရိုမာနိုအပိုင်း ဲ့တော့လာမယ့်တစ်ပတ်တွင်ထူးကြရင်ထူးကြမထူးကြရင်ဒါသူပြောတာကဲနောက်တစ်ယောက်ကျတော့ Florian Blunderbat ကြံခဲ့တဲ့48နာရီအတွင်းဆွေးနွေးခဲ့ကြတယ်အပေါင်းလက္ခဏာဆောင်ခဲ့ကြတယ်တရားဝင်ကမ်းလှမ်းမှုတော့မလုပ်ရသေးဘူးအချိန်နဲ့မျှဆွေးနွေးမှုတွေကတိုးတက်နေဆိုပြီးတော့ Platico ရဲ့သတင်းတော့ Florian Blunderbat ကဖော်ပြသွားတယ်သူကတော့သတင်းတွေရဲ့80%ခန့်လုံးယုံကြည်လို့ရတယ်အထူးသဖြင့်ဂျာမန်ပြည်တွင်းသတင်းတွေနဲ့ပတ်သက်ရင်သွားရှုပ်လို့တော့မရဘူး တကယ်ကိုမှန်တဲ့တင်ထောက်လို့ပြောလို့ရတယ်။နောက်တစ်ခါတော့ Run Taylor Sport သူကကျတော့ဒီ Bosnia နဲ့ Gambia ချစ်ကြည်ချေဆန်းပွဲစဉ်မှာသူ့ကစားသမားကိုအသုံးမပြုဖို့အတွက် RP Leipzig တာဝန်ရှိသူတွေက Slovenia ဘောလုံးအဖွဲ့ချုပ်ထက်ကိုတောင်းဆိုထားတယ်။ဘာကြောင့်လဲဆိုတော့ဒီ Bundesliga ရာသီသိမ်းပွဲစဉ်တချို့မှာ injury ရခဲ့တာဖြစ်တဲ့အတွက်အဲ့ဒါကိုအပြေအဝကုကျင်တာဖြစ်တဲ့အတွက်ဆိုပြီးတော့ဒါတောင်းဆိုထားတယ်ပေါ့လေ။ဒီအတွက်လည်းခွင့်ပြုပေးသွားဖို့ရှိပါတယ်။အဲ့တော့ဟိုကျွန်တော်တို့ဒီ RP Leipzig အသင်းအနေနဲ့ရာသီကုန်း သူတို့စန်တိုအသင်းနဲ့တွေ့ကံငယ်သေးတယ်အဲ့ဒီပွဲစဉ်မှာလည်းဆက်စကိုမတုံးခဲ့ဘူးနားပေးထားတယ်အခုလည်းနိုင်ငံပွဲစဉ်မှလွတ်ဘူးအဲ့ဆိုဒိုင်ယာအမှန်တကယ်ပဲမတတ်တာသေးရလားဒါမို့ရောင်းချကန်ဒီကစားသမားတူးကိုအလှပဆုံးပြင်ထားလာဆိုတဲ့အပိုင်းမှာကျွန်တော်ကြည့်ရတော့မယ်အဲကျွန်တော်တို့ဘုံလောကမှာသိရတဲ့အတိုင်းကစားသမားတူးကိုရောင်းချတော့မယ်ဟေးဆိုလို့ရှိရင်ဝင်းတော်ထဲမစော့တော့ဈေးကျတော့မှာဆိုလို့မတော်ဆဒဏ်ရာသွားရင်တစ်ဖက်ကဝယ်မယ်တဲ့ဈေးနှိမ်တော့မှာအဲ့လိုနေထားကြောင့်လက်ရှိချိန်မှာအာဆင်နဲ့ဆက်စကိုကြား ဆွေးနွေးမှုတွေအာဆင်နယ်နဲ့လစ်ပစ်ကြားဆွေးနွေးမှုတွေအလင်းမြန်တိုးတက်နေတာဖြစ်တဲ့အတွက် မကြခင်မှာအယောင်ကုန်ဖြစ်တော့မဲ့ဆက်စကိုအတွက်ပတ်သက်ပြီးတော့အတံမဆုံးဖြစ်အောင်ပြင်ဆင်ထားလို့ပဲကျွန်တော်ကထင်တယ်။အဲဆိုတော့ဒီကစားမှာတော့ဘွန်ဒလီကာပွဲစဉ်ပြီးဆုံးကနေမှဒူးဒန်တချို့ရခဲ့တယ်။ဒါပေမဲ့ဆက်စကိုနဲ့ပတ်သက်ပြီးကျွန်တော် injury history တွေလိုက်ကြည့်ရလေတော်တော်လေး strong ဖြစ်တယ်။2021 20တုန်းကတခါရက်30လောက်လားအဲ့လောက်နားတာလွင်တောက်လျှောက်မှာ injury မရှိဘူးလို့ပြောလို့ရတယ်။ဘန်ဂျမင်ဆက်စကိုဒီလက်ရှိအာဆင်နယ်ရဲ့အထောင်တိုက်စစ်အတွက်တအူးသေးသောဆွေးနွေးနေတဲ့ ဒါအာဆင်နယ်အသင်းတောင်ဝရှိသူအလိုချင်ဆုံးပလေယာဖြစ်ရှိနေပါတယ်။ကြာရသမျှသတင်းတွေအားလုံးကလည်းလာမယ့်တစ်ပတ်လောက်ဆိုရင်အပြေပေါ်နိုင်တယ်ဆိုပြီးကိုကားရေးသားနေကြတာဖြစ်တဲ့အတွက်ဆက်စကူကတော့အာဆင်နယ်ပလေယာဖြစ်လာဖို့ရှိရတဲ့ခုပဲ။အာဆင်သင်းတောင်ဝရှိသူဘာကြောင့်ဒီလောက်ထိအကြကြာအချိန်ဆွဲပြီးဆွေးနွေးနေလဲဆိုတော့ဂျွန်လာမကုန်ကဒီကစားမကိုအသေးစံရောင်းချဖို့အတွက် lip set ကလည်းပြင်ဆင်နေတယ်။ဘန်နာရေးလိုအပ်ချက်ရ။နောက်စီကြရင်သူတို့ဒီဥရောပဝင်မရှိတော့ဘူး။အဲ့တော့ဘန်နာရေးအရာသူတို့ရဲ့ဒီ ဇာဗီဆိုင်မွန်တို့လိုကစားသမားမျိုးတွေနောက်ပြီးတော့ဒီဘန်ဂျမင်ဆက်စကိုတို့မျိုးဇေနှုန်းရနိုင်ရှိတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့ရားတလောက်ဈေးတင်ရောင်းဖို့အတွက်ပြင်ဆင်နေပါလိမ့်။ဒါပေမဲ့သူတို့မှလည်း limit ရှိတယ်။ဒီလားမကုန်ခင်မှာရောင်းချမယ်။အဲကြောင့်မို့အာဆီနယ်သင်းတာဝန်ရှိသူတွေကစင်ပေါ်ပုံစံမျိုးဆွေးနွေးနေတယ်။တစ်ဖက်ကလည်းအခြားသင်းတွေဝင်မလာသေးတာဖြစ်တဲ့အတွက်အာဆီနယ်သားဆွေးနွေးနေရတာဖြစ်တဲ့အတွက်ဈေးရန်တင်လို့မရဘူး။အဲဆိုအန်ဒရီပါရာဘလိုကင်တွေပါမလဲ။ကျောင်းကြီးကိုယ်ကြီးစိုးရိမ်နေတယ်ဆိုပေမဲ့လည်း80ရာခိုင်နှုန်းလောက်ကတော့ဆက်စကိုကကျွန်တော်တို့အိတ်ကတ်ထဲကိုရောက်လာပြီလို့ပြောလို့ရပါတယ်။ ဒုတိယမြောက်သတင်းတပုတ်ကတော့ BBC ရဲ့သတင်းထောက်ဆက်မြို့ပဲ81ဖော်ပြထားတဲ့လီရိုင်းစာနေနဲ့ပတ်သက်တဲ့သတင်းကိုဖော်ပြပြီးသွားမှာပါလက်ရှိအချိန်မှာ free agent ဖြစ်နေပြီဖြစ်တဲ့လီရိုင်းစာနေနဲ့ပတ်သက်ပြီးတော့ဆက်မြို့ပဲ81ဖော်ပြထားချက်ရဆိုရင်တော့အာဆင်နယ်ကစာနေကိုအမှန်တကယ်စိတ်ဝင်စားနေရပါကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့စာနေနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ကခေါ်ယူခြင်းပဲလေကစားသမားတောင်းဆိုနိုင်ခြင်းရှိတဲ့ပေါင်2သိန်းနဲ့2သိန်းခွဲပမာဏအောင်မပေးလို့တာဖြစ်တဲ့အတွက်တရားဝင်ဆွေးနွေးမှုတွေမလုပ်ရသေးတာဆိုပြီးတော့ဖော်ပြသွားပါတယ်အဲ့တော့ဒီကစားသမားအနေနဲ့သူ့လိုချင်တဲ့ ပေါင်2သိန်းနဲ့2သိန်းခွဲကိုအာဆင်နယ်မပေးနိုင်ရင်မခေါ်ဘူးပေးနိုင်ရင်ခေါ်မယ်ဆိုပုံစံမျိုးဆန်ယူဘယ်81ပြောသွားတယ်အာဆင်နယ်လည်းပေးမှာမဟုတ်ပါဘူး အသက်အပြင်းဆိုလို့ရှိရင်လည်းဒါ29 30တဲ့ကိုချင်းနှင်းဝင်ရောက်လိုက်ဖြစ်တဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးအာဆင်တွေကလိုချင်နေဆိုပေမဲ့ကစားသမားတူကိုအလွတ်နဲ့ရတဲ့ခါကျရင်မြန်မာတဲ့လုံခရစာပေးရတယ်နောက်တစ်ချက်ကအေဂျင့်လက်မှတ်ထိုးချပေးရတယ်နောက်ပြီးတော့အခြားရပိုင်ခွင့်တွေခန်းစား권တွေအတွန်ဘောနက်ဘာညာသိရမလားတပွဲကြီး performance ပြရင်ပြသလောက်အဲ့ပုံမှာကျွန်တော်တို့ဒီလိုက်ပြီးတော့ခန်းစား권တွေထိုက်ပေးရတယ်အဲ့ချက်တွေရှိရဖြစ်တဲ့အတွက်ကစားသမားတူကငါတို့အလွတ်နဲ့ရပြီဟေးဆိုပြီးပြောနေလို့မရဘူးနောက်ကမှသူနဲ့ပတ်သက်ပြီးပေးရမယ့်ချက်ချက်စတွေကတပုံကြီးပဲအဲ့တော့ဒီကစားသမားနဲ့ပတ်သက်ပြီးလက်ရှိဒီမှာ fina ာပါတီနဲ့ဂလာတာစီးဆိုတဲ့တူရကီဘက်ကကလပ်တွေကတော့ချိတ်ဆက်မှုတွေရှိနေတယ်။စပါတော့ဒီပြိုင်ပွဲနောက်ဆုတ်သွားပြီးကြားသိရတယ်။ဒါပေမဲ့အာဆင်နယ်ရဲ့ဒီပြိုင်ပွဲမှာပါလာဆိုတော့စိတ်ဝင်စားတယ်လိုချင်တယ်ဆိုတာမှန်ပေမဲ့တည်ရင်ဝင်ဆွေးနွေးမှုတော့မလုပ်ရသေးဘူးကြားသိရတယ်။အဲ့တော့စာနေအာဆင်နယ်ရောက်လာနေကြီးကတော့အရန်နေပါတယ်။ကလတီကိုရဲ့တရင်နောက်ဖော်ပြထားချက်ရဆိုရင်တော့ဒီကစားသမားကအခွန်ဆောင်ပြီးအသက်တွေတစ်နှစ်ကိုလောက်ခတာ UO 15တန်းလိုချင်တယ်ကြားသိရတယ်။ပေါင်အားဖြင့်ဆိုလို့ရှိရင်စနစ်တသမ6တန်းရှိတယ်။ တပတ်လောက်ကစားပေါင်2သိန်းခွဲလောက်သွားကြတဲ့ပမာဏပေါ့လေအဲ့တော့အာဆင်နယ်တို့အနေနဲ့ဒီကစားမတောင်းဆိုတဲ့လောက်ခလာစားမြင်မာတာဖြစ်တဲ့အတွက်မခေါ်ဖို့များတယ်ဆိုပြီးတော့ဆမ်မြိုးပဲ81ကဖော်ပြသွားပါတယ်အဲ့တော့လီရိုင်းစာနေဆိုတာတစ်ချိန်တော့အာရီတာနဲ့ဘလောက်ပဲခင်ခဲ့ခင်ခဲ့လက်ရှိချိန်မှာတော့ပြန်ဆုံမှုမဖြစ်နိုင်တော့တဲ့အသိပ္ပယ်တန်းကိုရောက်လာခဲ့ပြီရောက်လာလို့ရှိရင်တော့အတွေ့အကြုံရအားကိုးရနိုင်တဲ့အရန်ကစားမတူစာကဘက်ကအနေနဲ့ကျွန်တော်တို့လက်ခံလို့ရတယ်ဆိုပေမဲ့ဘာလို့တော့မှာလဲ ဒီအသက်ရွယ်ဒီကစားမတူထက်ဆိုင်ရဲ့ရိုဒီโกတို့နီကိုဝီယန်တို့အပိုင်းမှာပဲကျွန်တော်တို့ပြဿနာတက်နေခဲ့တဲ့လောခလာစာကိုပိုသုံးလိုက်တော့မှာပေါ့အဲ့ဆိုတော့စာနေဝယ်မယ်ရိုဒီโกဝယ်မယ်ဆိုတဲ့အနေထားထက်ဆိုင်ရဲ့ရိုဒီโกတူးတဲ့ဟုတ်ပဲကျွန်တော်ပုံပြီးသုံးလိုက်တာကပုံပြီးမှန်ကန်တဲ့လောက်ရက်လို့ထင်တယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့အာဆင်နယ်တင်းရရွေးချယ်တဲ့2024-2025ဘောလုံးရာသီအတွက် player of the season နဲ့ပတ်သက်ပြီးတော့ Declan Rice ကိုရွေးချယ်သွားပါတယ်။စုစုပေါင်းမဲကြီးအတွက်52ရာခိုင်နှုန်းနဲ့ရရှိသွားတယ်ကြားသိရတယ်။ပြိုင်ပွဲစုံ52ပွဲမှာ48ပွဲပွဲထက်ကစားထားပြီးတော့ကိုကိုသွင်း10လုံးဖိုင်ထားတယ်။သွင်းကိုဖန်တီးမှုစုစုပေါင်း contribution 16ချိန်ထိလုပ်ထားတဲ့ Declan Rice ကတော့ Arsenal အသင်းကပေးအပ်တဲ့ DRD ရဲ့အကောင်းဆုံးကစားသမားစုကိုရရှိသွားခဲ့ပါတယ်။အဲ့တော့သူကတော့အဝါကက်ကိုကက်အနီကတကထိတာပေါ့အနီကကလည်းနှစ်ဝါတနည်းနဲ့ထိတာခဲ့တာပါအဲ့တော့ဒီကလန်ရိုက်ကတော့နံပါတ် player ဖြစ်ရခဲ့တယ်။အဲဒုတိယနေရာမှာရှိတော့ဘူကာအိုဆာကတတိယနေရာမှာရှိတော့ David Raya ပေါ့လေ။အဲ့တော့ကျွန်တော်တို့ကြံခဲ့တဲ့9နှစ်အတွင်းအာဆင်နယ်အသင်းရဲ့တရာဒီလုံးအကောင်းဆုံးကစားသမားဆုရခဲ့လူတွေအောင်ပြောလိုက်အောင်။မနစ်ကတော့ Martin Odegaard ရတယ်။အဲ့ရဲ့ရှစ်တနှစ်မှာလဲ Martin Odegaard ပဲရတာ။2021 22ဘောလုံးရာသီမှာဘူကာအိုဆာက2020 2021ဘောလုံးရာသီမှာဘူကာအိုဆာကအဲ့ရဲ့ရှစ်တနှစ်2019 2020ဘောလုံးရာသီမှာ Aubameyang ဒီရှိတဲ့နှစ်မှာဆိုရင်တော့လာကဆက်ရခဲ့တာဗောလေအဲ့တော့အာဆင်နယ်အသင်းရဲ့တရားဒီအကောင်းဆုံးကစားသမားစုတော့ဒီကလရိုက်ရရှိခဲ့တကယ်လည်းဒီကလရိုက်ကလေဟိုချန်ပီယံလိမှာ free kick တွေသွင်းတဲ့ performance ကြီးခဏထားလိုက်ဒီတိုင်းဆိုရင်တော့မှအာဆင်နယ်တင်းအတွက်တရားဒီလုံးအကောင်းမွန်ဆုံးနဲ့ခြေမှန်ဆုံးခြေဆံပြသခဲ့ရပြောသူရတယ်အခုဒီရာဒီအာဆင်နယ်တင်းအတွက်ပွဲများဆုံးကစားထားတာကကျွန်တော် record ကြီးကြည့်တာတော့ထော့ဆက်ပေါ့လေဒါပေမဲ့ performance ရောပွဲကြီးတွေရောအများဆုံးဝင်ကစားထားခဲ့တာကတော့ declare right ဒါကြောင့်လဲအာဆင်နယ်တင်းကပေးအပ်တဲ့တရာတီလုံးအတွက်အကောင်းဆုံးထိုက်တန်ရရှိသွားဖို့လေအဲကြောင့်မို့ကျွန်တော်တို့နောက်ထပ်ကစားသမားကောင်းတွေထပ်ပြီးလိုချင်နေဆိုတာကကျွန်တော်တို့ဒီတစ်နှစ်ထဲမှာလူကောင်းတွေ၅ယောက်လောက်မဝယ်ပေးရင်ဒါမှမဟုတ် rice လိုကစားသမားမျိုးတရာတီကိုတယောက်နှစ်ယောက်လောက်တော့ပုံမှန်ဝယ်သွားရင်အဲ့ဒီအသင်းကလုံးဝ champion မန်တယ်အတွက်တော်တော်လေးကောင်းသွားမှာ အော်ဒီယာဒီမှာလည်းအာဆင်နယ်ဒီဘက်ဆိုင်းနီနဲ့လှုပ်ဖို့တော်တော်ပြင်ဆင်နေတယ်။မနစ်ကဆိုလို့ရှိရင်လည်းလှုပ်ခဲ့တဲ့ပလေယာတွေကတကယ် quality ပလေယာတွေပါပဲ။ဒါပေမဲ့ပြောင်းရွှေ့ရေးတွေအရင်ကုန်ခဲ့တာမဟုတ်ဘူး။ဒါပေမဲ့ဒီယာဒီမှာတော့ဒုတိယအကြိမ်မြောက် Declan Rice လိုမျိုးဘက်ဆိုင်းနီနဲ့မြင်ရမှာဆိုတော့ကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါ။ဒီ season လေးကိုဒီကောက်ကွန်ကြီးပန်းအောင်ပြီးတဲ့ရှုဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်။အမှဆော့မယ်ဆိုတော့ Viber Phone Number 39 6539 63 2ကိုဆက်တွေ့ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။လက်ရှိချိန်မှာဘောလုံးပွဲတွေနားနေရမှန်ပြီမဲ့လေနိုင်ငံပွဲစဉ်တွေကစားကြည့်နေဆိုရင်တော့ အပျော်ပဲဖြစ်ဖြစ်စီးဝါဖြစ်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 စော့ကြံဆိုရင် Viber ဖုန်းနံပါတ်399 6936 3200ကိုဆက်သွယ်လို့ရပါတယ်။အဲ့ဒီ Viber ကြီးဆက်သွယ်လို့အဆင်ပြေတော့ Messenger မှာကျွန်တော်လိုင်းမေးမြန်းလို့ရပါခင်ဗျာ။ကဲဒါဆုံးသတင်းတစ်ပုဒ်ကိုတော့ Caprain Martin Odigat အကြောင်းလေးပြောလိုက်ရအောင်။အာဆီနယ်မှာရှိတဲ့ Martin Odigat ထက်အဲ့ Norway ရောက်ရတဲ့ Martin Odigat ကဘာဒီတားကောင်းွားလဲဆိုတော့တိုက်စစ်ကစားမှစစ်စစ်ရှိတဲ့အတင်းတင်းရောက်ကအိုဒီကက်ကဘလောက်ထိအစိတ်ပြင်းလဲဆိုတော့ကျွန်တော်မြင်တွေ့ရတာ။နော်ဝေရောက်ရင်တကယ်ရှယ်ပဲ။ တချို့ပွဲစဉ်တွေမှာတော့အသင်းလိုက်တင်းဝရအဆင်မပြေတာလေးရှိရဆိုပေမဲ့တကယ်သာအသင်းကထက်ထက်မြက်မြက်နဲ့နိုင်ပွဲရတဲ့ပွဲကြီးရင်မာတင်အိုဒီကက်ရဲ့သူ့လက်သူ့ခြေတွေကတော်တော်များများတွေ့ရတယ်။အဲ့ဆိုတော့ဒီပွဲစဉ်မှာဆိုရင်မာတင်အိုဒီကက်ဒီ52မိနစ်မှာဟာလန်အတွက်ဖန်တီးမှုလုပ်ခဲ့တယ်။နော်ဝေအတွက်တတိယမြောက်ဂိုးအီတလီကို3ခုပြက်နဲ့နိုင်တယ်ပွဲစဉ်တော့ဒီနိုင်ပွဲကြောင့်ဒီခြေစစ်ပွဲအုပ်စုအိုင်အဆင့်မှာဆိုလို့ရှိရင်သူတို့ဒီအဆင့်1မှာရှိတယ်။ကို3ဝက်မှာ6မှတ်ရထားခဲ့တယ်။ဒုတိယနေ့မှာတော့အစ်စတရီးယား6မှတ် မာတင်အိုရီဂက်အတွက်တိုက်စစ်မှုစစ်စစ်ဂိုးသွင်းဖို့အရန်စာလုံးနဲ့ကစားမတူအာဆင်သင်းဝင်ပေးလိုက်မယ်ဆိုရင်နှစ်ချက်တောင်အဆင်ပြေသွားမှာပထမတစ်ချက်ကတိုက်စစ်မှုစစ်စစ်ဦးရလိုက်မယ်နောက်တစ်ချက်ကအဲ့တိုက်စစ်မှုရဲ့နောက်မှာဖန်တီးမှုတွေမြန်မာတဲ့ကွင်းလယ်တိုက်စစ်နော်ဝေသားတယောက် ပြန်ပြီးတော့ဒါငွေရွယ်လူပြူစာပြန်ပေါ်ထွက်လာမယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့မာတင်အိုဒီကတ်တဲ့လိုအပ်တာကတိုက်စစ်မှုစစ်စစ်တူလို့ထင်တယ်။ကျွန်တော်တို့ကြံခဲ့တဲ့ယာတီကအိုဒီကတ်နဲ့ပတ်သက်ပြီးဝေဖန်ခဲ့တာပေါ့လေ။အိုဒီကတ်ကအရှိ့ကိုမပေးဘူး။ဘေးတွေပေးတဲ့နောက်တွေပြန်ပေးတဲ့ဝိတ်နေတယ်။တကယ်တော့အရှိ့မှာသူ risk UB ပေးရလောက်အောင် active ဖြစ်ဖြစ်နဲ့ပြေးထွက်မဲ့ကစားသမားကတော်တော်လေးကိုရှားတာ။ဟာဘက်ရှိတော်ကတော့တော်တော်အဆင်ပြေသေးတယ်။ဟာဘက်က space တွေချဲပေးတယ်။ဘောလုံးလက်ခံမှုအသင့်ပဲလက်တွေထောင်းနေတောင်းနေ line break တွေဖြတ်ကျော်တယ်။ဒါပေမဲ့ ဟာဘက်မရှိတဲ့နောက်ပိုင်းမှာဂျေဆုကလည်း ECN ရနေအခါမှာဒါဒီအိုရီဂက်နေနဲ့အရှိကိုပေးပွားမယ် risk ယူရမယ်အပိုင်းတွေပျောက်ဆုံးနေကြတာပေါ့လေအဲ့တော့လာမယ့်ရာသီမှာဆက်စကိုပဲဝဝဲဘသူပဲဝဝဲတောင်ပင်ကစားမှာကုန်းကုန်းတအုပ်ပဲထက်ရောက်လာရင်တော့မာတီအိုရီဂက်တက်ဆိုရင်တိုက်စစ်လမ်းကြောင်းတွေပွင့်လာမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ